ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလောက်ကိုင်းမြို့မှာမက်လ6ရက်နေ့မှစတင်ကမက်လ12ရက်နေ့အထိတိုက်ပွဲများဖြစ်ပွားနေရကြောင်းမြို့တွင်လူအသွားလာပြတောင်းလျက်ရှိပြီးမြို့နီးရှိတောင်ကုန်းများပေါ်မှာလူအုပ်ရဲ့ယာနဲ့ချီပိမိနေရလို့ဒေသခံများနဲ့ကိုညီကေစိလှုပ်ဆောင်နေသူတွေထံကနေစုံစမ်းသိရှိရပါတယ်။လက်ရှိဒီမြို့မှာကျွန်တော်တို့ဒီမြို့မှာမြို့ကလူတွေကကျွန်တော်တို့တရုတ်တရုတ်နိုင်ငံဘက်ကိုထွက်ပြေးနေချောင်းနေရပါတယ်။ဒါမျိုးနေချောင်းလက်ရှိမြို့မှာတော့ လူမမရှိပဲလူသူကင်းမဲ့နေပါတယ်လောက်ကင်မျိုးတွင်တိုက်ပွဲတွေဖြစ်ပွားနေရာကြောင့်ဒီသခံအများပြားတရုတ်နိုင်ငံနဲ့အခြားပြည်လူရနေရာတွေကိုထွက်ပြေးတင်းရှောင်နေရပြီးလောက်ကင်မျိုးအတွင်လုပ်ငန်းလာရောက်လုပ်ကင်သူအများပြားဟာလည်းနေရအသီးသီးကိုပြန်လည်ထွက်ခွာသူဦးရေမှာ3000ကျော်ရှိတယ်လို့လူမှုကွန်ရက်အသင်းဖွဲ့များထံကသိရပါဗယ်။ဒါအပြင်လောက်ကင်မျိုးအတွင်ကြံခုတ်လာရောက်လုပ်ကင်နေကြတဲ့ဒေသအသီးသီးမှလူသမားအများစုဟာတောင်ကုန်းများပေါ်မှာလူဦးရေရာနဲ့ချီကပိတ်မိနေရလို့ဒေသခံတွေကပြောပါဗယ်။ လက်ရှိမှာကိုကန့်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသလောက်ကန်ခရင်အားတက်မတော်နေချားဆောက်တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ဒေသဆိုင်ရာရဲတပ်ဖွဲ့တို့ကလုံခြုံရေးအထူးတင်းကျပ်စွာဆောင်ရွက်ထားကြောင်းသိရှိရပါတယ်။ဒါအပြင်ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ရှိလောက်ကန်ဒေသအပါအဝင်နေဆက်ကုံသွေးရေးမျိုးဖြစ်တဲ့ချင်းရွှေဟော်မျိုးမှာလည်းတက်မတော်ကလုံခြုံရေးရယူထားပြီးလောက်ကန်ဒေသကိုတွားရောက်ရာဖြစ်တဲ့ကွင်းလုံး တိန်နီလာရှိုအစရှိတဲ့မြို့ဝင်ထွက်များမှာတမတော်နဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ကလုံခြုံရေးတင်းကျပ်ထားပြီးစစ်ဆေးမှုတွေပြုလုပ်လျက်ရှိပါတယ်။လောက်ကန်မြို့တွင်းသို့မတ်လ6ရက်နေ့နနက်2နာရီချိန်ခန့်ကလက်လက်ကန်အဖွဲ့များဝင်ရောက်တိုက်ခိုက်မှုများကြောင့်ဟိုတယ်အများပြပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပြီးအဆောက်အုံများမော်တော်ကားများမိလောင်ပျက်စီးဆုံးရှုံးခြင်းတိုက်ခိုက်မှုများကြောင့်ရဲတပ်ဖွဲ့ဝင်တွေနဲ့ဒေသခံများတေဆုံးခဲ့ရပါတယ်။ မတ်လ12ရက်နေ့အထိလောက်ကိုင်းမြို့မှာလူအသွားအလာပြတောက်လျက်ရှိပြီးလျှက်စစ်မီးများပြတ်တောက်ခြင်းဖုံးလန်းများပြတ်တောက်ခြင်းများဖြစ်ပေါ်လျက်ရှိပြီးပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့အပျက်စီးများကိုလည်းရှင်းလင်းနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။လက်ရှိအချိန်မှာကိုကတ်ကိုမိုင်အုပ်ချုပ်ခွင့်ရဒေသလောက်ကိုင်းခရိုင်လောက်ကိုင်းမြို့နယ်နဲ့ကုံကျဲမြို့နယ်များအတွင်းလုံခြုံရေးရွရွာအေးချမ်းတာယာရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအများပြည်သူလိုက်နာကျင့်သုံးနိုင်ရေးအတွက်ပြည်မှုဆိုင်ရာကျင့်သုံးဥပဒေပုံမှန်144ကိုမတ်လ9ရက်နေ့က တင်ထုတ်ပြန်ထားပြီးည9:00နာရီမှနနက်6:00နာရီအထိညမထွက်ရအမိအားလောက်ကန်ခရင်အုပ်ချုပ်ရေးမှူးလက်မှတ်ရေးထားပြီးထုတ်ပြန်ထားပါတယ်။အဆိုပါညမထွက်ရအမိကိုဖောက်ဖျက်ကျွန့်ွန့်သူမိသူမဆိုတိစဲဥရီတွေအရာအယွယူခံရမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။